်မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေခြေဆုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘောသူတက်ရောက်ပါစေဖျားရှင်ရဲ့ခြေဆုတော်ကိုချီးမွမ်းပါれကျွန်တော်ခြေဆုတော်ကြောင့်2025ခုနှစ်ဒီဇင်ဘာလ4ရက်နေ့တို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုခြေဆုတင်ပါれနေ့ရက်စတိုင်းချစ်ရှုသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့အဖဖျားနှုတ်ဘတော်အဖြစ်တိဆောက်ဆရာဖြစ်စေပါ နဲ့နဲ့တဲ့တမာတရားကိုကိုရောယူဆောင်ဖော်ပြပါအခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စီပါတခိယေရှုနာမအားဖြင့်ဆုတောင်းရက်ဝေငှပါれဗျာအာမင်ဖျက်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါれကျွန်တော်တို့ကောင်းစဉ်တစ်ခုနားထောင်နေပါれအဲ့ဒါကတော့တခင့်အာမပေးတတ်သူများအဲ့တော့ကျမ်းစာထဲမှာမွေးနေ့ရှင်တခိယေရှုခရစ်တော်မပေးတတ်တဲ့သူတွေအကြောင်းကျွန်တော်နားထောင်နေတယ် စင်ကြင်စရာကတော့မွေးနေ့တော်အချိန်ကာလသခင်ယေရှုခရစ်တော်ရဲ့ဖွားမြံတော်မူရာခရစ်စမတ်လမြတ်ဒီဇင်ဘာမှာကျွန်တော်မွေးနေ့ရှင်သခင်ယေရှုကိုကျွန်တော်ပြီးတက်ဖို့လိုတယ်အကြမ်းသာထဲမှာမွေးနေ့ရှင်သခင်ယေရှုခရစ်တော်မွေးတဲ့အချိန်မှာမပြီးတဲ့အုပ်စုရှိတယ်နောက်သခင်ယေရှုခရစ်တော်ဒီစာကြီးလှည့်လည်တဲ့အချိန်မှာမပြီးတဲ့အုပ်စုရှိတယ်နောက်ဆုံးသခင်ယေရှုခရစ်တော်ကားတိုင်းပေါ်တက်တဲ့အချိန်မှာလည်းမပြီးတဲ့အုပ်စုရှိတယ် ဲ့ဒီအုပ်စု၃စုကိုကျွန်တော်နားထောင်တာဒီကနေ့တတိယအုပ်စုကိုရောက်ပြီဖြစ်တယ်။အဲ့တော့မွေးနေ့ရှင်ခင်ရှုခရစ်တော်မွေးဖွမ်းဇာချေနော်ဖွမ်းမြေတော်မူခဲ့အချိန်မှာမပီးတဲ့သူနံပါတ်၁ကတော့အတိတ်ကိုကမ်းပိုင်ရှင်ဖြစ်တယ်။လုကာခန်းကြီးနဲ့အငယ်၆ကနေ9ယောသမာရိကတဲဖို့တော့တဲကိုကမ်းပိုင်ရှင်ကိုခွန့်တောင်းမိမဲ့သူမပီးခဲ့ဘူး။တာတကီရှုမွေးဖွားစဉ်မှာမပီးခဲ့တဲ့သူ ဒါကျွန်တော်များကြီးနားထောင်ခဲ့ပြီးရှင်းပြခဲ့ပါပြီ။နောက်နှစ်ကတော့တကယ်ရှိဒေသာကြီးလက်လေတဲ့အခါမှာဒေသာကြီးလက်လေတဲ့အခါမှာရှမာရိရွာကိုရောက်တော့ဒီရှမာရိရေတွင်းမှာရေခတ်နေတဲ့နော်အမျိုးသမီးတစ်ယောက်ကိုတွေ့တယ်။ကျွန်တော်ဒီမျိုးသမီးကတော့ကျွာလုံးသိတယ်တရွာလုံးရဲ့အဲစွန့်ပယ်ခြင်းကိုခံရတဲ့အမျိုးသမီးလို့ပြောရင်တော့မမှားပါဘူး။အဲ့တော့ဒီမျိုးသမီးကိုတခီရှုကရေတောင်းတောက်တဲ့အခါတော့ရေမတိုက်ခဲ့ဘူး။ သူကရှမာရိရွာမှာနေတယ်ခတ်တဲ့ရေတွင်းကရကုတ်ရေတွင်းမှာလာခတ်တာဖြစ်တယ်ရှမာရိမြို့သားတွေတော်တော်များများခတ်လို့လေရှမာရိရေတွင်းလို့လေချို့ကသုံးတယ်ဒါပေမဲ့ကျမ်းစာကတော့ရကုတ်ရေတွင်းလို့ဖော်ပြအော်ဒီရကုတ်ရေတွင်းမှာရေလာခတ်တယ်တခင်ရှုကဒီမြို့မင်းရှေရေတောင်းတော့တယ်တခင်ရှုရှေကတော့သူအသက်ဆန်းရေယူလိုက်တယ်တခင်ရှုကိုသူယုံတယ်နောက်ဆုံးသူ့ရွာကိုတော့ခေါ်သွားတယ် ူရွာကလူတွေသခင်ရှုကြောင်းပြောင်းလဲတယ်သခင်ရှုအဲ့ရွာမှာနှစ်ရက်နေခဲ့တယ်ကျန်းစာအဲ့လိုရေးထားတယ်ဒါပေမဲ့ကျန်းစာမှာသိချဖတ်ကြည့်တဲ့အခါသခင်ရှုဂျေတောင်းတောက်တဲ့အချိန်မှာဒီမျိုးမီးမပေးခဲ့သလိုတောက်လျှောက်ဒီမျိုးမီးပေးတဲ့အရာကိုမတွေ့ခဲ့အောင်သူပဲသခင်ရှုရှီအကုန်ယူသွားတာနောက်ဒီနေ့ကျွန်တော်သက်တာမှာဖရာတို့ပေးတတ်တဲ့အသက်တာရှိဖို့လေလူတွေဆိုတော့ကိုတွေ့ရတယ်ဒါလေဂျာမနီညက်နေကအများကြီးရှင်းပြခဲ့ပြီဖြစ်တယ် ဒါတခိရှုဒီဆိုင်လက်လေတဲ့အချိန်မှာမပီးတာရေတောင်းတော့တယ်ဒါပေမဲ့ရေမပီးတဲ့မျိုးသမီးရှမာရိမျိုးသမီးဖြစ်တယ်ကဲဒါမှသုံးဒီကနေ့ကတော့တတိယတယောက်ကကားတိုင်ပေါ်ကဓမြကြီးလူဆိုးကြီးပေါ့အဲ့တော့လူကာခန်းကြီးနဲ့73 39နဲ့43အထိဖတ်ရင်တခိရှုကားတိုင်ပေါ်မှာအသိခံတဲ့အချိန်မှာတစ်ဖက်တစ်ချက်မှာလူဆိုးနှစ်ယောက်ရှိတယ်ဟောတယောက်ကတော့တခိရှုပြောတာပြောတယ် လုကာ23 39မှာဆွဲထားတဲ့လူစုနှင်းအောင်မှာတယောက်ကသင်သည်ခရစ်တော်မှန်လင်ကိုကိုယ်၎င်းငါတို့ကို၎င်းကေတင်လောဟုကိုရောကိုကေရဲ့၍ဆိုလိဤတယောက်မူကားမိမိဖို့ကိုစုံမ၍ဤသူသည်အပြစ်ခံရလျက်ပင်ဤသူနည်းသူအပြစ်ခံရလျက်ပင်ဘုရားသခင်ကိုမကြောက်သလိုတယောက်ကတော့ကြီးကျယ်သခင်ရှုအပြစ်တင်နေတဲ့ချိန်တယောက်ကအဲ့သခင်ရှုအပြစ်တင်နေတဲ့လူစုကြီးကိုပြန်သွန်သိနေမင်းမကြောက်ဘူးလားတဲ့မင်းမကြောက်ဘူးလား ဘာလို့မကြောက်ဘူးလားလဲဆိုတော့အဲ့သွန်သင်တဲ့သူကပြောတယ်ငါတို့ကကို့အပြစ်ကြောင့်ခံရတာတရားသဖြင့်ခံရတာသူမူကဘယ်ပြစ်မှမပြုတကယ်ရှိကဘာပြစ်မှမပြုပဲခံရတာတဲ့အဲ့တော့သူတကယ်ချင်းလူဆိုးကြီးကိုသူကပြန်ပြီးနောက်လူဆိုးတယောက်သွန်သင်နေတာပြည့်ကသွန်သင်တဲ့လူဆိုးကြီးကတော့ပြောတယ်သခင်နဲ့ကိုရိုနိုင်ငံတော်တီဗီကြွတဲ့အခါကျွန်တော်သတိရပါနောက်ဆုံးချိန်လေးတော့တေခံကြီးလေး အဲ့ဒီမှာသခင်ရှုခရစ်တော်သခင်လို့ယုံကြည်လက်ခံတဲ့အဲ့လူဆိုးကြီးကအပြစ်အလုံးလွတ်မြောက်တဲ့အပြင်သခင်ရှုသူ့ဘာပြောလဲဆိုတော့ယနေ့တွင်သင်္သင်္ကာနဲ့အတူပရိသတ်ပုံမှာရှိမယ်။အောင်းစေတဲ့ကောင်။တချို့ပြောတယ်သီရင်တရားရဲ့နောက်ွယ်မှာဖြစ်မဲ့အရာသီပြီးမှသိရမယ်လို့ပြောတယ်။ကျန်တာတော့အဲ့လိုမပြောဘူး။မသိခင်ကလေးကကြိုသိရတယ်။ကားတိုင်းမောလူဆိုးကြီးနှစ်ယောက်မှာတယောက်ကတော့သခင်ရှုအပြစ်တင်တဲ့ လူစုကြီးကတော့ထာဝရသက်ဆုံးရှုံးတယ်ဒါပေမဲ့သခင်ရှုခရစ်တော်ကိုသခင်လို့ယုံကြည်လက်ခံတဲ့လူစုကြီးကတော့သူကကောင်းရင်ပရိသတ်ဘုံဝင်စားခွင့်ရသူမသိရင်ကြိုသိရသခင်ရှုကြိုပြောတာသခင်ရှုပြောတဲ့စကားတွေမှာလိန်နာတစ်ခုမှမပေါ့အကုန်တမာတရားဖြစ်ဘာသခင်ရှုကိုယ်တိုင်ကတမာတရားရဲ့အရှင်ဖြစ်တယ်သူကိုယ်တိုင်တမာတရားပဲသာသခင်ရှုကဘာပြောလဲငါသည်လန်ခီတမာတရားအသက်ဖြစ်တယ်သူကိုယ်တိုင်ရဲ့တမာတရားဘာသခင်ရှုပြောတဲ့စကားလုံးဝမလွယ်ဘူးမမှားဘူး တော့လူတယောက်မသေးခင်ကြိုသိရတေခြင်းတရားရဲ့နောက်ွယ်ဟောကုဏဒီလူစိုးကြီးကတကယ်ရှုပ်ကိုယုံကြည်တဲ့အခါမှာသူ့အပြစ်အလုံးလွတ်မြောက်ပြီးတော့သူ့အပြစ်လွတ်မြောက်တယ်ဆိုတော့သူ့ရဲ့ကြင့်ကြံလှုပ်ဆောင်မှုကြောင့်လွတ်မြောက်တာမဟုတ်ဘူးတကယ်ရှုပ်ခရစ်တော်သူ့ကားတိုင်းမှာအသေးခံပြီးသုံးရမြောက်နေထမြောက်ခြင်းဟာသူ့အပြစ်တွေအလုံးတော့လွတ်မြောက်ခြင်းပေးလိုက်တာဟောသူကငရေမသွားပဲကောင်းကင်ပရတိသူ့ဘုံတက်ခွင့်ရသွားတယ်ဒါသခင်ရှုပ်ယုံကြည်တဲ့လူစိုးကြီးဒါပေမဲ့ဒီကနေ့စင်ကြယ်မှာတော့သခင်ရှုပ်မယုံတဲ့လူစိုးကြီး ်သူတကယ်ရှုကိုမယုံငင်းတယ်တကယ်ရှုတောင်းတဲ့အချိန်မှာသူ့နှလုံးသားကိုမပီးဘူးသူကဒီသဘောမျိုးရှိတယ်တောက်ဒီဆွေးထားတဲ့လူဆိုးနှစ်ယောက်မှာတစ်ယောက်ကတော့ဘာပြောလဲအဲ့အဖြစ်တင်တဲ့တယောက်သင်ခရစ်တော်မှရင်လဲငါတို့ကိုလကောင်းကိုကိုလကောင်းကဲတဲ့ကဲရပြီးတော့တော့သူဆူလိုက်သေးတယ်ဟောဒီယောက်ကြည့်ကြမ်းဖြင့်ကွနကျွန်တော်တို့ဒီလိလာတဲ့ခေါင်းစဉ်မှာသခင်အားမပီးတဲ့သူတွေထဲမှာတကယ်ရှိမွေးဖွားတဲ့အချိန်မှာတဲကိုကန်းပိုင်ရှာတဲကိုကန်းမပီးဘူး သခင်ရှုဒေဇာကြီးလက်လဲတဲ့အချိန်မှာယာကုပ်ရေရွဲမှာရေခတ်တဲ့ရှမာရိမျိုးသမီးကရေမပီးဘူးရေမတိုက်ဘူးသခင်ရှုရှိရပဲသူကုန်ယူလားသူသခင်ရှုရေမတိုက်ဘူးအခုသခင်ရှုကားရင်တတ်တဲ့အချိန်မှာလေဒီလူဆိုးကြီးနှစ်ယောက်မှာတစ်ယောက်ကသူ့အသက်တာကိုမပီးဘူးဒါနောက်ဆုံးအချိန်သူသေတော့မှာသေတော့မဲ့အချိန်မှာတော့မှသူ့အသက်တာကိုသူမပီးဘူးဖြစ်တယ်ကဲဘာကြောင့်မပီးတာလဲအချက်သုံးချက်ကျွန်တော်ဒီကနေ့ဆင်ခြင်မှာဖြစ်တယ်အကယ်နံပါတ်၁ဘာသာချက်ကဒီလူဆိုးကြီးရဲ့နှလုံးသားကသူလူဆိုးဆိုတဲ့အတိုင်းလောကမှာလည်းသူဆိုးခဲ့တယ် ။ဓမ္မတိုက်သူများကိုမတရားလို့အနိုင်ကျင့်ရက်ဆက်ခွင့်မလို့ချီနှောင်ခြင်းမချေနှက်ခြင်းတပ်ဖြတ်ခြင်းညင်စေခြင်းမတရားလုပ်ခြင်းအလုံးအသူခဲမှရှိတော့နောက်ဆုံးသေကံဤတီအဲ့ဒီအိမ်ကျင့်နေရမပြောက်သေးဘူးဖြစ်ဒီလူဆိုးတတ်တာပေါ့လို့ဆိုတော့လောကထဲမှာနေတော့ဖျားသားတော်ယေရှုတွေ့တာတောင်မှအဲ့ဒီဖျားသားတော်ကို မြင်နေတွေ့ပြီး ဖယားသားတော်မဆွဲလမ်းပဲလောကယာတွေပဲဆွဲလမ်းနေတော့ဖယားသားတော်ယေရှုကိုအပြစ်တင်တဲ့အဆင့်ထိရောက်သွားတယ်။ဟောဒီနေ့ဂျေရုဆင်ဂျင်ဇာကဒီလူဆိုးကြီးကတေဂန်ကြီးထိတော်မှ သူ့ရဲ့လောကယာတွေဆွဲလမ်းနေတော့လောကမှာ तू မတရားလုပ်ခဲ့တဲ့အရာတွေဟိုကားတိုင်းမှာရောက်ဒီတေဂန်ကြီးဒီအဲ့ဒီအရာတွေနဲ့ပဲ तू ကဖိစီးနေတော့တော်ကင်းရှုတွေ့တော်လည်းသူမပြောင်းလဲသူတတ်တာမထူးကြလား ။ဘာလို့လဲဆိုတော့သူ့အထဲမှာတကီရှုကိုတွေ့ယုံတသက်ပဲ။တကီရှုကိုနှလုံးသားမှာဝန်ခံတဲ့အသက်တာမရှိဘူး။လောကအရာတွေပဲသူတစ်သက်လုံးဝန်ခံတာ။စီကံဤဒီလေလောကအရာပဲဝန်ခံတော့လောကစကားနဲ့ပဲသူတကီရှုပြောပြီးအဖြစ်တင်တော့မယ်။အော်ဒီနေ့ကျွန်တော်တို့လောကကြီးမှာနေပြီးလောကယာတွေအချိန်လုံးဆွဲလန်းလောကသားတွေနဲ့ပေါင်းလောကယာတွေပဲအချိန်လုံးပြောရင်လောကရဲ့တတ်မှတ်ခြင်းလောကစကားပဲနှုတ်ကထွက်တော့မှာ တောင်းကြည့်လေလူစိုးကြီးနေအောင်မဒီတယောက်ကလောကစကားပဲထွက်တယ်။သခင်ရှုတွေ့တာတော့မှ तू ကအပြစ်တင်နေတော့ကဲ့ရဲ့နေတော့ပြောစင်တာတတ်တာမပြောင်းလဲသေးဘူး။ဘာလို့လဲဆိုတော့လောကထဲမှာနှစ်ပေါင်းများစွာနေခဲ့တယ်လို့အဲ့လောကအရာတွေကတိကံဤတီဆွဲလာနေတော့ဒါကြောင့်လေဖျားသားတော်ကိုအပြစ်တင်တဲ့အစတိရောက်အော်နံပါတ်၄ဘာတွေ့ရလဲဆိုတော့လောကထဲမှာရှိကြရအားလုံးကသီယန်ဤတိပါတယ် ဒီຢာတွေနဲ့ပဲနေတော့ဒီစကားတွေပဲပြောဒီအတွေးခေါ်ဒီယူဆဒီအမြင်နဲ့ပဲတည်တဲ့ထိပါတော့အတော်ဝမ်းနေစရာတောင်းဒီကနေ့ကျွန်တော်ကလောကထဲမှာနေပြီမဲ့လောကသားလို့တော့တိတ်နေလို့မရပါဘူးကျွန်တော်တွေးခေါ်ကျွန်တော်ရဲ့အပြောဆိုကျွန်တော်ယူဆကျွန်တော်ရဲ့ယုံကြည်ချက်ကကောင်းမြတ်နိုင်ငံတော်သားဖခင်သားကဲ့သို့ဖြစ်နေရမယ်တောင်းဒီလူစုရနံပါတ်1 လောကထဲမှာပဲဒုစရိုက်တွေလောကထဲမှာပဲနေတော့လောကအသက်တာကတေခံဤထိပါသွားတယ်ယေရှုမြင်ပေမဲ့လောကအရာကိုမချွတ်နိုင်တဲ့အခါယေရှုကအပြစ်တင်တဲ့အစ်စ်နဲ့အသက်ရှင်တယ်ဒါနံပါတ်1ဟောဒီရင်ကျွန်တော်သက်တာမှာလေလောကအရာကိုမချွတ်နိုင်ဖယားကိုအပြစ်တင်ပြီးကိုလောက်တာအကောင်းဆုံးပဲလို့ကိုကိုထင်နေတဲ့အသက်တာသည်အဲဒီလူဆိုးကြီးအသက်တာမျိုးမှာရှိနေတာဖြစ်တယ်ဒါကိုကျွန်တော်စင်ကြဖို့ဖြစ်တယ် ဒါနံပါတ်1ကဲနံပါတ်2တွေ့ချက်တွေ့ချက်ကတော့ဘာလဲဆိုတော့ဒီလူစိုးကြီးကသခင်ရှုကိုကြည့်တယ်သခင်ရှုကိုကြည့်တဲ့သူသခင်ရှုတွေးတဲ့သူသခင်ရှုရတဲ့သူကသူ့အပြစ်ကိုသူမြင်ရဒါပေမဲ့သခင်ရှုကသူကြည့်နေတယ်ဒါပေမဲ့သူ့အပြစ်ကိုသူမမြင်ဘူးဖြစ်တယ်သူနဲ့ကျမ်းစာထဲမှာနော်သခင်ရှုကြည့်ပြီးသူ့ပြစ်ကိုသူမြင်တဲ့သူကဇကေဇကေကသခင်ရှုကြည့်တာနဲ့ ူတတ်တာမှာသူအပြစ်ကျူးလို့နေဆိုသူ့ကိုသူသိပြီသူ့သူပြောင်းလဲလာတခင်ရှုကြောင့်ပြောင်းလဲလာအပြစ်မြန်လာနောက်ပေထရုကျွန်တော်လုံးသိတယ်တကသည်ပေထရုကတခင်ရှုအဖြစ်လေ25ရီအပြစ်ရသွားတဲ့ခါသူတခင်ရှုကြည့်ပြီကျွန်တော်ပြစ်သားပါတယ်ကျွန်တော်ရှီကထွက်သွားပါတယ်သူဝန်ခံခဲ့တယ်ဟောဒီယောက်ကြည့်ကြမယ်တခင်ရှုမြင်တဲ့သူကတခင်ယေရှုအဖြစ်မိမိအပြစ်ကိုမြင်တတ်လာတယ် တခင်ရှုလဲကြည်တယ်ကိုယ့်ပြစ်ကိုလဲမမြင်သေးဘူးဆိုတော့မဟုတ်သေးဘူးအဲ့ဒီမှာဒီလူဆိုကြီးပါတယ်တော့ဒီလူဆိုကြီးနှစ်ယောက်မှာဒီမပြောင်းလဲတဲ့တယောက်ကတခင်ရှုသာကြည်နေတာသူ့အပြစ်သူမမြင်ဘူးတခင်ရှုပဲသူအပြစ်တင်နေတော့ဒါပေမဲ့ပြောင်းလဲတဲ့လူဆိုကြီးကတခင်ရှုကြည်တာနဲ့သူ့အပြစ်သူမြင်တယ်ဟောဒီယောက်ကြည့်ကြပြန်ကျွန်တော်ကနှုတ်ခွက်တော်ကြည်ရင်ကျွန်တော်အပြစ်ကိုမြင်တတ်ရဖျားကိုကြည်ရင်ကျွန်တော်ဘာလွဲနေလဲဆိုတာတွေ့တတ်ရမှာကျွန်တော်အဲ့ဒါကြီးကြည့်တယ် ကြည့်တာကြည့်တာပဲနှုတ်ကတော့ဖတ်တာဖတ်တာတရားနာတာနာတာပဲကိုယ့်အပြစ်ကိုကိုယ်မမြင်သေးဘူးဆိုတာလူဆိုးကြီးတတ်တာမှရှိသေးတယ်။ဒါနမနဲ့စင်ကြပေါ့။တခင်ကြည့်တာကြည့်တာပဲတရားနာတာလည်းနာတာချမ်းသာဖတ်တာလည်းဖတ်တာဆူတောင်းတာလည်းတောင်းတာပဲဒါပေမဲ့ကိုယ်မှာဘာရီအားနည်းချက်ရှိလဲမမြင်သေးဘူးဖြစ်တယ်။အဲ့ဒါလူဆိုးကြီးတတ်တာ။သူခင်ရှုကြည့်နေတာပဲမြင်နေတာပဲတွေ့နေတာပဲဒါပေမဲ့တတ်တာမပြောင်းနိုင်သေးဘူးဖြစ်။ဒါကလေးလေးကျွန်တော်ခရစ်စတီကိုနှစ်တိုင်းကပ်သားနေ။ မွေးနေ့တော်လေးနှစ်တိုင်းကျင်းပတယ်ဒါပေမဲ့ကိုယ့်အပြစ်ကိုမမြင်သေးဘူးဖြစ်နေကိုယ့်အားနဲ့ကြောက်ကိုယ်မသိသေးဘူးဖြစ်နေအဲ့ဒါလူဆိုးကြီးတတ်တာပဲတောင်ဒီလူဆိုးကြီးကသခင်တော်ချီယုံတတ်တယ်ပဲမျက်စိနဲ့ပဲကြည့်တာဒါပေမဲ့သူ့နှလုံးသားနဲ့သူမမြင်သေးဘူးဖြစ်တော်ဒီနှလုံးသားနဲ့မမြင်သေးရွေးအသက်တာပြောင်းလဲခြင်းမရှိဘူးဆိုတွေ့ရတယ်။ဒါပေမဲ့သူနဲ့ပြောင်းပြန်ပြောင်းလဲတဲ့လူဆိုးကြီးကတော့တခင့်ကိုမြင်တာနဲ့ သူနှလုံးသားနဲ့သူကြည်တတ်တယ်။တောက်သူပြောတယ်လေငါတို့ကခုပြစ်ကြောင်ခံရတာလေသူဘာအပြစ်မှမရှိဘဲခံရတာဘလောက်အောင်ဆက်ကောင်းအဲ့ချိန်မှာသခင်ယေရှုကစကားကြီးပထမတခုံပြောပြီးပြီအဖားနဲ့သူတို့မသိပဲလှုပ်ခဲ့တဲ့ပြစ်ကိုခွန်းလို့ပါဒီအရာကိုကြည့်ပြီးအဲ့ပြောင်းလဲတဲ့လူစုကြီးကပြောင်းလဲတာဟာဒီလောက်ရိုက်နှက်နေတဲ့သူတွေကိုဒီလောက်ခွန်းလို့နိုင်ဤသူကဘေးအသားပဲတောက်ဒီနေ့ကျွန်တော်သက်တာမှာကျွန်တော်ခွန်းလို့ချင်းရှိကျွန်တော်ဘေးကလူတစ်ဖြည်းဖြည်းပြောင်းလဲလာတယ်ဗျ ျွန်တော်ချီနှောင်ရင်းရှိရင်ပြောင်းလဲမဲ့သူတော်ကိုယ့်ကိုကြည့်ပြီးမပြောင်းလဲတော့ဘူးအသရိထာတောက်ကိရှုကားလိုက်ပေါ်မှာစကားကြီးခုနခုပြောရကပထမဆုံးပြောတဲ့စကားသူ့ရိုက်နှက်ညှင်းဆဲနေတဲ့သူတွေကို तू ဘာပြောလဲအဖသူတို့မသိပဲလုပ်တဲ့ပြစ်ကိုခွန့်လို့ပါလေအဲဒါနားထောင်ပြီးဘေးကလူဆိုးကြီးပြောင်းလဲသွားတာတလောက်တော့ညှင်းဆဲဒုက္ခပေးတဲ့သူတွေကို तू ခွန့်လို့နိုင်နေဆိုတော့ဒါဘေးရသားပဲတောက်ကိဘေးရသားကြီးမှာခွန့်လို့ခြင်းကရှိတယ် အဘိယသားလည်းဘိယသားပဲခွန်းတော့မလွတ်နိုင်ဘူးဆိုအဲ့ဒါမဟုတ်သေးဘူးအဲ့ဒါလောကသားဇာတိသားဇာတိခရိယာမဲ့လားဘိယသားမိကစစ်မှန်တဲ့ဘိယသားမိမှာသူ့ဘာခွန်းတော့ချင်ပါပြီးသားတောင်ပြောင်းနေတဲ့လူဆိုကြီးကဘိယသားကိုမြင်လာနဲ့သူ့ပြစ်ကိုသူသိလာတယ်သူပြောင်းနေတယ်ယေရှုကိုမြင်လာနဲ့သူ့ပြစ်ကိုသူမြင်တယ်တော်ဒီကျွန်တော်တို့ကသခင်ယေရှုကိုမြင်တဲ့သူနှုတ်ဘတော်ကောင်းကောင်းမြင်တဲ့သူ တမတရားကိုသိတဲ့သူကကိုဘာလောက်ရမလဲကိုမဘာလို့လဲကိုဘာအားနည်းလဲသူ့ဟာသူ့ကိုသိလာဖေကသိခွင့်ပေးတယ်တောင်းကိုမပြောင်းလဲတဲ့လူဆိုးကြီးကတော့သခင်ကသာကြည့်နေသူ့တတ်တာမပြောင်းလဲသေးဘူးဒါကျွန်တော်အထုသတိထားမယ့်ချက်ဖြစ်တယ်ကျွန်တော်တို့နောက်ဆုံးတရားချက်ကတော့ဒီလူဆိုးကြီးကသူကသခင်ယေရှုအမိန့်ပေးခြင်းကိုခံရမှာသူအမိန့်ပေးခြင်းမခံမဲ့သူကသခင်ယေရှုအမိန့်နေပြန်ပေးနေတယ် ျမ်းစာထဲကလူတွေတခြားလိလာကြည့်တကယ်ရှုအမိန်ခံယူတဲ့သူတွေကပျောက်တယ်အဆင်ပြေတယ်မကပေနောင်မြို့မှာတပူးတယောက်ကတကယ်ရှုရှိလာတယ်သူငယ်သားနေမကောင်းလို့တကယ်ရှုကပြောရဲအိမ်လိုက်ခဲ့မယ်အမလိုက်နေတယ်ဒီကတခွန်းမဲပြောလိုက်ပါလေပျောက်မယ်ဟာတကယ်ရှုတော်မှအဲ့ဒီပုဂ္ဂိုလ်ကအာဟောတော်အဲ့ဒါတကယ်ရှုပြောရဲကဲသွားမင်းငယ်သားမှဖြစ်စီဆိုတော့ပျောက်လဲပျောက်ပြီးကျမ်းမာပြီးအကုန်ဖြစ်ပြီတကယ်ပဲဖြစ်သွားတာပဲအဆင်ပြေသွားတယ် နောက်ပြီးသူ့လည်းကြည့်ဂီနင်္ဒရအိမ်မှာငါဖားတဲ့အခါရေနဲ့ရွှေ့တဲ့ပိုက်ကုန်ပြစ်တယ်အမိတ်မယ်တကယ်ရှိအမိတ်နားထောင်နေသူအဆင်ပြေသွားတာလာစုသေးတာလေးရရှိပြီလာစုထွက်ခဲ့ဆိုထွက်ခဲ့တကယ်ရှိအမိတ်ခံယူရတဲ့သူတွေတူတူနဲ့ဇီတုံကြည့်လိုက်ပါအမျိုးသမီးတယောက်ကသူ့သမီးလေးနဆိုးဆွဲနေတာတကယ်ရှိရှိလာတောင်းတာတကယ်ရှိဘာပြောလဲအသားစာခွေးမကြွေးဘူးလေပြောကြငါအစ္စရေးအတွက်လာတာမင်းတို့အတွက်လာတာမဟုတ်ဘူးအဲ့ဒါတော့သူဘာပြောလဲအာခွေးဆိုရင်လဲစတုံးစပေါက်တော့စားခွင့်ရှိပါလေ ဟာတကယ်ရွှေကျုပ်ကြည့်ပြီမင်းအဲ့လောက်တော့ငါယုံလားကဲသွားတယ်မင်းအိမ်ပြန်မင်းတမိမှာဆွဲနေတယ်နောက်ဆုံးထွက်သွားပြီတကယ်ရွှေအမိတ်နဲ့ပြန်တဲ့အခါအိမ်ရောက်တော့နောက်ဆုံးထွက်သွားပြီခလေးကပဂရိတားကြီးဖြစ်တယ်ဟောဒီအရာကိုကြည့်ကြမယ်တကယ်ရွှေအမိတ်ကိုခံယူတဲ့သူတွေမှာအဆင်ပြေခြင်းပါတယ်ဟောဒီလူဆိုကြီးကြတော့တကယ်ရွှေအမိတ်ကိုမခံယူပဲသူကတကယ်ရွှေပြာမိတ်ပေးနေတာအတတရချက်ဟောကျွန်တော်စဉ်းစားကျွန်တော်တို့ကတကယ်ကိုအမိတ်ပေးမှလားအမိတ်ခံယူမှလားအဆင်ပြေဖို့ဖြစ်တယ်တော့အမိတ်ပေးတဲ့သူရဲ့တတ္တမှာဆုံးရှုံးခြင်းပဲ။ ။တခိဝံအမိန်ပေးလိုက်တယ်။တခိရှုအမိန်နေစွတ်ပေးတယ်။သူဆုံးရှုံးတာပဲ။ဒါပေမဲ့တခိရှုအမိန်ကိုခံယူတဲ့သူတွေကြတော့ပြည်လည်ခြင်းရှိတယ်။တောက်ဒီကနေ့တခိရှုမပေးတဲ့တတိယတယောက်ကတော့ကားတိုင်းဘောကဓမြကြီးလူဆိုးကြီးဖြစ်တယ်။သုံးချက်ကျွန်တော်စင်ကျင်စရာတွေ့ရတယ်။လောကယာတွေပဲဆွဲလာတော့လောကစကားပြောပြီးကဲ့ရဲ့တဲ့အဆင့်မင်းနဲ့ပဲတည်သွားတယ်။ နံပါတ်1နံပါတ်2ကသခင်ကိုမြင်ပြီသူ့အပြစ်မမြင်မဲနဲ့သခင်အပြစ်တွေပဲသခင်ကိုပဲသူအပြစ်တွေတင်နေတာဒီနေ့ကျွန်တော်သခင်ရှုကိုကောင်းကောင်းသိတဲ့သူကကိုပါအားနေလဲဆိုတော့တိတ်ပြီးပြန်တက်လာနံပါတ်3ကတော့သခင်ရှုအမိန့်ကို तू နားမထောင်မဲသူသခင်ရှုကိုအမိန့်ပြန်ပေးတယ်ဒီချက်တွေကသူ့ကိုဆုံရှုံစေအထောက်ရသက်ဆုံရှုံသွားသခင်ရှုမပီးသူ့တတ်တာမပီးရဲ့တောင်သူ့ဝိညာဉ်လဲထာဝရကာလာ ဆုံးရှုံးတယ်။ကောင်းကင်ပရိသတ်ကိုဝန်စားခွင့်မရတော့။သာဝရသက်ဆုံးရှုံးသွား။ဘလောက်ဝမ်းနေစကောင်။သာဝရသက်ဆုံးရှုံးတဲ့သူကတော့ကန့်နေလောင်နေမိငင်းရဲ့သွားလာပဲ။ပေါင်းလဲဆိုသခင်ကိုမယုံတဲ့ပြင်သွားအပြစ်တောင်တင်လိုက်သေးတယ်။တခင်ကိုအသက်တာမပေးတဲ့ပြင်ကဲ့ရဲ့လိုက်သေးတယ်။တခင်ကိုတွေးပြီးအပြစ်ကိုမမြင်တဲ့ပြင် တခင့်ကိုတော်မှာဖြစ်တဲ့အမျိုးမျိုး တုံ့ပြန်လိုက်သေးတယ်အဲ့ဒါသူ့တို့ဆုံးချုံနေမယ်တောင်ဒီနေ့ကျွန်တော်ကမွေးနေ့တော်အချိန်ကာလမှာတခင့်ကိုကောင်းကောင်းမြင်တတ်တခင့်အားဖြင့်အသက်တာပြုပြင်ပြောင်းလဲခြင်းရှိရတခင့်ရဲ့အမိန့်ကိုအမြင်နာထောင်ပြီးသွားတိုက်ရအဲ့ဒီသူ့ပေါ်မှာတခင့်ရဲ့တာဝန်ယူခြင်းခန်းစားရမယ်ဆိုတော့အပီရင်နောက်ဆုံးဖြစ်ပျက်လေးတခုပြောပြီးနှိကုံးချုပ်ရှင်တယ်နော် ကျွန်တော်ဒီဂျပန်လူမျိုးတွေမှာစူမိုနှပန်းသမားတွေရှိတယ်နော်ဒီစူမိုတွေဆိုတော့ဂျပန်လူမျိုးတွေကသူတို့အိမ်မှာစူမိုတယောက်ထွင်အောင်သိပ်ကုံယူတယ်ဒါကြောင့်စူမိုချောင်းဆိုတော့အနစ်ချုပ်ပြောရင်တော့စူမိုတွေကိုမွေးထုတ်ပေးတာပေါ့နော်သူတို့ဂျပန်လူမျိုးတွေကသက်၁၂နှစ်ပြည့်ရင်စူမိုချောင်းပို့လိုက်သူက၁၈နှစ်တိတိအသက်30ရောက်တဲ့ချိန်ထိအစာစားရတယ်သူချောင်းစည်းကမ်းတိုင်းနေရစူမိုတွေကတရက်ကိုနှစ်ချိန်ပဲတပင်းစားတယ်တစ်ခါစားရင်၈ပကံစား မနက်၈ပကံည၈ပကံဆို16ပကံစားမစားနိုင်ရင်အဲ့သူရဲ့တာဝန်ကျတဲ့သူကရိုက်တာရိုက်ပြီးကျွေးတာဘာသူကသက်စနဲ့သားမှာစုံမောင်းအောင်ရောက်ရင်ဝတ်ချမ်းပြားလေးလိုပိန်ပိန်လေးသေးသေးလေးဒါပေမဲ့16ပကံစားတော့ပစုံကြီးတွေတက်တော့အကိုခန္ဓာကြီးတွေကျေးပြီးအသက်30ကျော်အကောင်ကြီးလာတာအဲ့ချက်မှသူနဗန်းပညာစတဲ့တာကျွန်တော်လည်းတော့လေအဲ့လောက်ကြီးတက်တော့ပြီးတော့ကြီးလာတော့သူတို့အသက်တန်းလည်းတိတ်အရှိန်မနေရအောင်ထန်ကုန်အသက် လေး90ကြော်လောက်ဆိုသူတို့ကစုံပါသွားတာများတက်တယ်။ဘောင်းလဲဆိုသူရဲ့နဘန်းမိညာအောင်မှာဟိုကစုံမနဘန်းသမားလေးကိုခန္ဓာအကြီးကြီးနော်သူတို့နဘန်းလုံးကြ။အဲသူတို့ကြောင်းပြောရင်တော့အများကြီးပေါ့နော်ဒါတော့အခြေခံလေးပြောတော့ဒီစုံမတွေနဘန်းသမားတွေကသူတို့အသက်30ပြည့်ပြီအသက်17နှစ်သားနဲ့အသက်30အထိကြောင်းမှနေသမင်း16ပကန်းစား ကိုခန္ဓာကြီးအောင်လို့သူရဲ့စိတ်ကံချက်တွေတိုင်းနေအသက်30ဆိုနှစ်ပန်းပညာကိုသူတည်ပြီးအဲ့ကြိုက်သူကစပြီးနှစ်ပန်းလုံးတဲ့အခါဒီစုမှုတွေမှာတပန်းလုံးဆိုစီဝိုင်းရှိတယ်ဗျအဲ့ဒီစီဝိုင်းမှာသူကကြီးကျယ်နှစ်ပန်းလုံးဒါပေမဲ့ဒီအလဲမှာလုံးနေတဲ့အချိန်မှာသိမသိတာဗိမဲ့ကိုရဲ့ပြိုင်ဘက်ကစီနာရောက်ခဏနေဆိုရင်ဒီဘက်တစ်ဖက်လူကအားနဲ့သူကတွန်းထုတ်လိုက်တာ ိုက်တုံးထုတ်လို့အဲစီဝိုင်းအပြင်ရောက်ပြီဆိုရှုံးပြီတုံးထုတ်ခံရတယ်သူကအော်ဒီယိုကြည့်ရမယ်သူကစီဝိုင်းထဲမှာတိတ်အားမဆိုင်ဒါပေမဲ့အစီဝိုင်းအပြင်ရောက်ခံနေဆိုတစ်ဖက်လူကအားဆိုင်ပြီးတွန်းတော့အဲ့ချိန်ချင်းဟိုတယောက်ကမမီတော့မမီအပြင်ထွက်ရှုံးအော်ဒီစုံမနဘာမရီစီကဒီစီဝိုင်းအပြင်ရောက်ရင်ရှုံးတယ် တော့အပင်ရောက်ခံနေမှာ तू ကအဲ့ချက်မှ तू တောက်ခံပြီးအားရည်နဲ့ဘလောက်တွန်းတော့မမီတော့တစ်ဖက်လူက तू အတင်းထုံထုံနိုင်သွားပြီဒီစီဝိုင်းထဲမှာကလေးက तू ကစီစီနာမရောက်ခံသူ့ကိုယ် तू တောက်ခံထားအဲ့တောက်မခံနိုင်တဖြည်းဖြည်းဆွဲဆွဲနဲ့နောက်ဆုံးစီဝိုင်းအပြင်ဒီ तू တွန်းထုတ်ခံဒါသူစီကမ်းမယ်ဟာဒါလေးကိုကြည့်ခြင်းအဖြစ်ဘဝမှာလေတကယ်ရေးစီဝိုင်းပြင်နာလို့ဒီရောက်တဲ့အချိန်ထိတ် အာမဆိုင်ချင်သေးဘူးဆိုရင်အဲ့ဒါတွန်းတုတ်ခံရတာပဲစီဝိုင်းအပြင်ရောက်တော့ရှုံးတာပဲဘဝတကယ်ဒီဓမြကြီးကြည့်လူဆိုကြီးတလောက်ဆိုးပြီးတော့မဟုတ်တာတွေလောက်ခဲ့တယ်နောက်ဟုတ်ဖလီကန်နီးတီစီဝိုင်းအနာရောက်ခံနီးတီသုတ္တတာမပြောင်းလဲသေးဘူးနောက်ဆုံးတွန်းတုတ်ခံထာဝရသဆုံးရှုံးသွားတောင်းနေနေကျွန်တော်တို့သက်တာမှာနောက်ဆုံးချိန်ထိမပြောင်းလဲတဲ့အသက်တာတွေမှာဘာလို့ပါလဲကားရိုင်းဘောကလူဆိုးကြီးနှစ်ယောက်ထဲကတစ်ယောက်ပါတယ် ောက်တကင်းကြီးတို့ရဲ့အသက်တာမှာဆင်ကျင်စရာကစီဝိုင်းနာရောက်လောက်အောင်အသက်ရှင်တဲ့သူတွေမှာကိုစီဝိုင်းအဆက်နာရောက်လောက်ထိအသက်ရှင်တဲ့သူတွေမှာမပါမိဖို့လိုတယ်စာရမဏေကလည်းကျွန်တော်တို့မျိုးမျိုးတွန်းထုတ်တာပဲနော်အပြင်ထွက်ပေါ်အောင်ရှုံးအောင်တွန်းထုတ်တာကိုကအထဲမှာပဲနေရမှာအထဲမှာတောက်ခါမှာတောက်မခံနိုင်ပဲဟိုကနားရောက်တဲ့ဒိန်ကြီးတောက်မခံနိုင်တော့အပြင်ရောက်ပြီခေါ်ဒီရောက်ကြည့်ခြင်းအဖြစ်ကျွန်တော်တို့ကို စီဝိုင်းအပြင်ရောက်အောင်တွန်းထုတ်နေတဲ့ခွင့်မလွတ်နိုင်ခြင်းတွေလောကသားဆန်စွာ အသက်ရှင်ခြင်းတွေလောကအတူခေါ်နေရှင်သန်နေခြင်းတွေဇာတိစိတ်ကမပြောက်ပဲနဲ့နေနေခြင်းတွေဒါတွေကစီဝိုင်းအပြင်ကိုရောက်စေကြတယ်။တောင်ကျွန်တော်ကစီဝိုင်းထဲမှာတောင်းခံထားရင်ကျွန်တော်တို့ဘယ်အရာမှတွန်းထုတ်လို့မရဘူး။တောင်ကျွန်တော်ကနှုတ်ကပတ်တော်ထဲမှာနေအခြားအရာတွေကကျွန်တော်တို့လာပြီးတွန်းထုတ်သွားလို့မရဘူး။ တောင်းဒီနေ့ဆင်ကျင်စရာကကျွန်တော်နှုတ်ကတော်ထဲမှာနေပါမိတ်ဆွေတင့်ကိုအချားရာကတွန်းထုတ်လို့မရအောင်ဒီနှုတ်ကတော်ကတင့်ကိုတောင်းခံပေးထားမှဖြစ်တယ်တောင်းဒီနေ့တခင်ကိုမပီးတက်တဲ့သူ၃ယောက်အသက်တာမဖြစ်မိဘို့တဲကိုကန်ပိုင်ရှိရှမာရီမင်္ဂလီရေမတိုက်ခဲ့ဘူးကားလိုက်မောကလူစိုးကြီးအသက်တာမပြောင်းလဲခဲ့သူတို့တခင်ကိုမပီးခဲ့တဲကိုကန်ပိုင်ရှိနေရာမပီးရှမာရီမင်္ဂလီရေမပီး ီလူโซကြီးကသူ့တတ်တာမပြီးခဲ့ဘူးဒါသခင်ကမပြီးခဲ့တဲ့သူတွေနောက်နေ့ကျရင်ကျွန်တော်သခင်ကိုပြီးခဲ့တဲ့သူတွေအကြောင်းပြန်နားထောင်ချင်ဒီမွေးနေ့တော်ချိန်ကာလမှာသခင်ရှုခရစ်တော်ထူးထူးခြားခြားပြီးခဲ့တဲ့သူတွေရှိပါတယ်သူတို့အကြောင်းကျွန်တော်ဆင်ခြင်ကြည့်မယ်တော်ဒီရင်ကျွန်တော်မပြီးတဲ့အသက်တာထဲမှာမပါပဲသခင်ကိုခန္ဓာစိတ်ဝိညာဉ်အပြည့်အဝပြီးတတ်တော်သူများဖြစ်ပါစေလို့အားပေးခြင်း နေကုန်ချုပ်လို့တယ်ကျွန်တော်ရုပ်ချင်းစီတိုင်းဖြတ်ရှင်ကောင်းကြီးပေးပါစီငိတ်သက်ချင်းရှိပါစီ God bless you all ကျွန်တော်တောက်ကြနေမြန်မာစံတော်ချိန်နှစ်ဖာညနေ၄နာရီခွဲမှာပြန်လည်ပြီးတွေ့ဆုံမှာဖြစ်တယ်အလုံးကိုဖြတ်ရှင်ကောင်းကြီးပေးပါစီဆုတောင်းကောင်းကြီးခံယူကြပါစို့ခမည်းတော်သားတော်သရှင်တော်ဝိညာဉ်တော်သုံးပါးသူဖြားထံတော်ပါမှာ ကောင်းကြီးမင်္ဂလာဖျားဖျားသည်ချီရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သောဒီကနေ့မိုးနေ့ရှင်များမင်္ဂလာနဲ့ပတ်လည်ချောက်တော်သူများဘုန်းတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနဲ့သိမ့်မှုရခြင်းနဲ့တူဆက်သက်ရာဖျားရဲ့လက်တော်ကွက်ကဆောက်မှခြင်းသည်သင်တို့အားလုံးမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်ကာလအစဉ်မြတ်ရောက်တည်ရှိတည်နေပါစီတော်အာမင်ယေရှုတမန်ရဲ့ချီးရှုသူအားလုံးကိုဖျက်ဆက်တာပြီးကောင်းချီးပေးပါစေနှိမ်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့